တချို့လူတွေမှာကိုယ်လေးချိန်မများပေမဲ့လေနေနဲ့ထအောက်ကအစီဘာကြောင့်ဖြစ်ရလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြပြပေးပါမယ်။ ဒေါက်တာကတော့လက်ပတ်ဆိုင်ဆရာဝန်ဒေါက်တာ IV ပါ။မင်းနဲ့ထက်အစီအပိုဖျက်ရတဲ့အကြောင်းရင်းကိုလူများစုတည်ထားကြတာကကိုလေးချိန်များလို့အစီအပိုတွေများလို့လူတည်ထားကြပြင်မဲ့ပိန်တဲ့သူတွေမှာမင်းနဲ့ထက်အစီဖျက်ရတဲ့အကြောင်းရင်းပထမအချက်ကတော့မျိုးလိုက်တာကြောင့်ပေါ့နော်။မျိုးလိုက်တာကြောင့်ဒီမေးစီအောက်ကကြက်သားကရော့ရဲနေတာတို့မေးစီအောက်ကအရှိပြားကကော်လာဂျင်တွေ elasticity တွေရော့ရဲနေတာကြောင့်အစီအပိုတွေစုပြီးတော့မင်းနဲ့ထက်အစီဖြစ်တတ်ပါတယ်။နောက်တစ်ချက်ကတော့ဒေါက်တာတို့အသက်အရွယ်ကြီးလာတဲ့အခါမှာအရှိပြားကကော်လာဂျင်တွေ elastin တွေရော့ရဲလာလို့ဒီအရှိပြားရော့ရဲလာပြီးတော့ဣကြလာတာပေါ့နော်။ဣကြလာတော့မင်းနဲ့ထက် စီဖြစ်လာတတ်ကြပါတယ်နောက်ထပ်တစ်ချက်ကတော့ကိုနေဟန်ထားမမှန်တော့ကိုနေဟန်ထားမမှန်ရင်လည်းလက်ပြောင်းကကြက်သားတွေတင်းမှုမရှိရင်လည်းအစီပိုတွေဆူတက်ပါတယ်မင်းနဲ့ထပ်အစီဖြစ်စေတဲ့နောက်ဆုံးအကြောင်းရင်းတစ်ခုကတော့မျက်နှာအရိုးအထူးသဖြင့်မေယိုဖွဲ့စည်းပုံကလိုအပ်ချက်ရှိနေရင်လည်းမင်းနဲ့ထပ်အစီဖြစ်တတ်ပါတယ်မေယိုကြော်လိုက်လိုအပ်ချက်ရှိနေတဲ့သူတွေမေးစီတိုးဝင်နေတဲ့သူတွေပေါ့နော်အဲ့ဒီလူတွေမှာဆိုရင်ပိန်မမဲ့လည်းဒီမင်းနဲ့ထပ်အစီကပို့ပြီးတော့ဆူတက်ပါတယ်